တယ်ကျွန်တော်တို့ဟာအရင်ချစ်ဖူကောင်းတယ်ညီကူတို့ကဖူတော်ချစ်ဖူကောင်းတယ်ဆဆချင်းဆိုကျွန်တော်ပြောမယ့်အကြောင်းအရာလည်းမဆိုင်နိုင်နေနဲ့ပြောလို့ရှိတယ်ပေါ့နော်ညီကူတို့ကဖူချစ်ဖူကောင်းတယ်ကျွန်တော်ဘဝအတွက်တော်တော်ရည်ကြည်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လွန်ခဲ့တဲ့6နှစ်တုန်းကဒီ page စလုပ်တယ်ပေါ့9နှစ်ရှိသွားပြီပေါ့နော်2018 ဒါခုနှစ်နှစ်မြောက်ထဲရောက်သွားပြီခုနှစ်နှစ်တောင်ကြော်သွားပြီပေါ့အထောင်18မှာလောက်တာဆိုတော့အထောင်18 August လောက်ဒါမဲ့ August ဆိုရင်တော့ခုနှစ်နှစ်ပြည့်အဲ့တော့ Facebook ပေါ်မှာဒီလိုမျိုးဘောလုံး page ကြီးအများကြီးရှိကျွန်တော်ကလည်းပထမ personal account ကတင်နေနေမတင်တဲ့တင်တဲ့နဲ့တင်နေအောင်နော်ကျွန်တော် transfer အရင်စိတ်ဝင်စားဒီ social media တွေမပေါ်ခင်တော့ကလည်း transfer တော်တော်စိတ်ဝင်စားဒါမဲ့ဘယ်ကနေဘယ်လိုစလုပ်အောင်မလဲဆိုတဲ့ဟာမသိဘူး knowledge မရှိဘူးပေါ့နော်အဲ့မှာ profile ကနေတင်နေတင်နေတယ်အဲ့ဒီခစ်တောင်းကအဲ့ page ကအဲ့လောက်ခစ်မစားဘူးဗျပြီးတော့အဲ့ဒီကျွန်တော်ရဲ့ personal account နေ live လွှင့်တာကလည်းဒီလောက်ရှားတယ်အဲ့လို live တိပဲလွှင့်တဲ့လူတွေတော်ရုံမရှိဒါပေမဲ့ကျွန်တော်ကဘလို့ဖြစ်သွားလဲဆိုတော့ cancel ကျွန်တော်ကျွန်တော်ကမှအဲ့လို technical ဘိုင်းကုမဲ့သူမရှိတော့ကျွန်တော်ဖြစ်တယ်လို့ဖုန်းလေးထောင်ပြီး live လွှင့်တဲ့ဘဝကနေလာတာပေါ့ဗျာဒါပေမဲ့အဲ့ဒီတော့ကျွန်တော်ပိုကောင်းတယ်လို့ထင်တာပဲကိုကူအခုကကျွန်တော်က အမြဲတမ်းစကားကြီးပြောနေတာတော့တိတ်မကောင်းတော့ကိုကိုအားမရဘူးပေါ့ဟုတ်တယ်ဟုတ်တယ်တခြားတော့ဝရဏာမှာဟုတ်တယ်ဗျာဝရဏာမှာဖုန်းနဲ့ကျွန်တော်အဲ့တော့ဝရဏာမှာလွှင့်လိုက်ပြီးလို့ရှင်ဟလာဟိုရေခဲတက်တာနားလေးမှာသွားလွှင့်လိုက်အဲအဲ့လိုလွှင့်ရဆိုတော့အဲ့ဒီဘဝကနေပြီးတော့အခုအများကြီးအဲ့တော့ကျွန်တော်စီးဒီပိုင်းလေးရောင်းတယ်ဒါအများကြီးအခုပို့ပြီးတော့ကွန်ပျူတာတွေပိုင်းနဲ့အထိုင်ကျသွားတော့နော်စေးဆိုတာကမြန်မာစေးအင်္ဂလိပ်စေးရောင်းတာပါ ဲ့တော့ဆေးဆိုင်တွေပါဆေးဆိုင်နဲ့လုံးတစ်ဖက်နဲ့ဆိုတော့တေချာတဲ့ live တွေပါမလွတ်မြောက်ဘူးအခုကတော့ညီကိုတို့ကနောက်မှတောက်လျှောက် supporting ပေးနေတဲ့အပေါ်မှာကျွန်တော်လည်းအလုပ်လုပ်ရတာပူလွယ်သွားတယ်ဒီဟာကို design design မမအာရုံစိုက်လို့ရတာပေါ့ပြောချင်တာက Chelsea ပရိသတ်ညီကိုတွေကကျွန်တော်တို့ကျေးဇူးရှင်လို့ပြောရမှာမှားပါဘူးဒါကတော့ဖားပြောတာမဟုတ်အမှန်အမှန်အတိုင်းပဲလीဒါတို့ညီကိုတို့ဒီမှာအခုဒီမှာကျွန်တော်တို့အယောက်900ဝန်းကျင်ရှိတယ်အဲ့900ဝန်းကျင်ကတော့ကျွန်တော်ငွေရနေတာအရင်တော့မရပါဘူး YouTube ကနေကျွန်တော်ဝေငွေရတဲ့နှောင်းကတခြား creator တွေထက်ကျွန်တော်နည်းတယ်ကျွန်တော်က follower လေးနည်းတာပေါ့ကျွန်တော်အများဆုံးရတဲ့လ6သိန်းအများဆုံးပဲပုံမှန်လားတွေကကျွန်တော်3သိန်းခွဲ4သိန်းလောက်ဆိုကျွန်တော်ရအဲ့လောက်တော့ရပါတယ်ဘာမှဒီပမာဏဟိုအများကြီးလိုချင်တာရော့လိုချင်တာတွေတော့မရှိပါဘူးပုံမှန်ပဲကျွန်တော်မှရှိတယ်ပရိသတ်ပြီးတော့ကျွန်တော်ပရိသတ်က solid ဖြစ်တယ်လို့ကျွန်တော်ထင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ subscriber က1900ပေါ့နော်အဲကြည့်တဲ့လူက တောင်းတထောင်တောင်းတထောင်ရှိရဆိုတော့တဘောက subscriber ရဲ့အချိုးနဲ့ကြည့်တဲ့သူအချိုးကနည်းနည်းအချိုးကျဆိုပရိသတ်ကကျွန်တော်မှကျွန်တော်ညီကိုကြီးကျွန်တော်နောက်လျှောက်အားပေးနေတဲ့အတွက်အယံဝမ်းသာတယ်ဒီ Chelsea ပရိသတ်ဒီအတွက်ကျွန်တော်အများနဲ့စဉ်းစားတယ်အရင်တော့ဆိုကျွန်တော်ကျွန်တော် personal branding တွေပဲဗျာငါဘယ်လောက်တော်လဲဆိုတာကိုပြချင်တဲ့ဟာမျိုးကျွန်တော်မှရှိအခုကအဲ့လိုမဟုတ်ဘူးလူတိုင်းက Twitter မှာဖတ်ဆိုတထောက်လိုက်တာနဲ့သူတို့အကုန်သိတယ် ဒီမှာလာလာထိုင်ပြီးနားထောင်လာပြီးနားထောင်နေတဲ့ချုပ်ညီကိုတွေဆိုရင်ဟာလာကျွန်တော်တို့ခေတ်ပညာအရာတွေကျွန်တော်တို့ထပ်ပို့ပြီးနားလဲတယ်ပညာကြီးတွေမှာပညာရှင်တွေလည်းပါတယ်တချို့ဆိုလို့ရှိရင်သူတို့သိတယ်တမင်တက်တက်ကိုလာနားထောင်တာအဲ့ကျွန်တော်တို့ကဒီမှာလာပြီးတော့ဟာလာမိကောင်းမိချောင်းမိရေကင်းပြလို့မရတော့ဒီမှာနားတော့ဒီမှာကြည်နေတဲ့သူတွေမနေ့ကဆိုကျွန်တော်တို့ဂူသမားရှာပုံတော့ဟာလာကျွန်တော်မနေ့ကကျွန်တော်တို့ညီကိုတို့နဲ့ပြောနေတဲ့အချိန်မှာဂူသမားရှာပုံတော့အချောင်းကိုကျွန်တော်ပြောလိုက်သေးတယ်ညီကိုတို့တော့ဂူသမားရှာဆိုပြီးတော့ညီကိုတို့ကကွန်မန့်နေမန့်နေဗျာ ဲ့ဒါကျွန်တော်ဘာလုပ်ရလဲဆိုတော့ဒီနေ့ဒိတ်လေကြတော့အဲ့ဒီ comment တွေကိုကျွန်တော်ထိုင်ရေးရတယ်သူက live ထဲမှာပြန်ပြီးတော့နှိပ်လိုက်ပြီဆိုလို့ရှိရင်အဲ့ new live မှာပြောခဲ့တဲ့ comment တွေပြန်ပေါ်တယ်အဲ့မှာတယောက်ချင်းရေးတာပေါ့ဗျာ mike myian လို့မန်းနေသူ၃ယောက်လောက်ပါတယ်ဒါမှမဟုတ်တယောက်တည်းက၃ငါမန်းလာမှာမဟုတ်သူ့နာမည်တော့ကျွန်တော်တစ်ခါလေးရေးလိုက်တယ်မဟုတ်စောင်းတော့ mike myian ဆိုပြီးတော့ဆိုဒီဂူဒမာဒရင်အစလှုပ်တဘောရောဘတ်ဆန်ချက်ရဲ့ချယ်ဆီတင်းအနာဂတ်ဟာ ပြီးဆုံးသွားပါဘူးရောဘတ်ဆန်ချန်ရဲ့ပက်ထရိုဗစ်ကနှစ်ယောက်လုံးကိုဇုံထုတ်ချင်တယ်ဆိုတော့သူတို့တော်တော်မိုက်မဲလို့ကျွန်တော်ယူဆတယ်မဖြစ်မနေရောဘတ်ဆန်ချက်ကိုရောင်းပြီးတော့ပက်ထရိုဗစ်ကထားအောင်ထားမှာသူတို့ဘောပလင်းလိုချင်တယ်ဆိုလို့ကစားသမားကဘောပလင်းတို့တက်အောင်လုပ်တယ်စူးစားတယ်အောင်မြင်မှုရတယ်သူတို့ကသူတို့ဟလာပိုချက်တီနိုလက်ထက်ကပွဲထွက်ခွင့်ပေးခဲ့တဲ့ဂိုးသမားဆိုပြီးတော့ personal ဆန်ပြီးတော့ပြောမယ်ဆိုပြပိုချက်တီနိုလက်ထက်ခရေက goalkeeping department က ဘန်ရောဘတ်ဆိုနဲ့ပူဆယ်ဂျူနဲ့နည်းနည်းအဆင်မပြေဘူးအဓိကတော့ရောဘတ်တို့အုပ်စုကသူ့သားဆန်းချက်ကိုတုံးစီခြင်းအဲဒါမဲ့ဒီဘက်မှာပိုချက်တီနိုကအဲ့ချိန်မှာယာတီဘက်မှာအိုကောင်ကဆန်းချက်ဆိုတဲ့ကောင်ကတုံးစားလို့မရအရေးချင်းကပေါ်နေတော့ပက်ထရိုဖစ်ကိုဖမ်းခိုင်းလိုက်ပက်ထရိုဖစ်ကလည်းအဆင်ပြေတယ်အဲ့ဒီကိစ္စတွေလည်းပြဿနာဖြစ်မှုတယ်အဲ့တော့ဒီဘန်ရောဘတ်တို့အုပ်စုကသူ့တို့သားတွေကိုအဲသူတို့နဲ့အတူတူဟာလာကျွန်တော်တို့တခါတည်းအလုပ်ပေးတဲ့ပုံစံမျိုးဒီနီးပြောက်ကိုလည်းမာရက်စကာကိုလည်းသူတို့ကလုပ်တယ်မာရက်စကာကတော့တုံးမေးတယ်သူကလည်းဆန်းချက်ကိုချက်တယ် ုံးမိတယ်။သုံးမိတဲ့အခါမှာသူတို့မျက်မြင်ကိုတွေ့ပဲဝူသမားနေရာဟာမဖြစ်မနေသူတို့လဲဖို့လိုအပ်တဲ့နေရာဆိုတော့သူတို့သဘောပေါက်သွားတယ်။ဆိုဒီလိုအခြေအနေကသူတို့အနေနဲ့တေချာစဉ်းစားမှာပါ။ဂူဝမနှစ်ယောက်ထဲကတယောက်ကိုပဲသူတို့ရောင်းတဲ့ ਨੇ ။တဘောရောဘတ်ဆန်ချေရောင်းလိုက်ပြီးသွားပြီဗျ။ပက်ထရိုဖစ်ကကျွန်တော်ပြောတာဘာဖြစ်နေလို့လဲ။ပက်ထရိုဖစ်ကိုသူတို့အမေရိကန်ကလပ်ကနေခေါ်တဲ့အချိန်မှာပေါင်၁၈တန်းဝင်းကျင်ပေးရတယ်။အခုပက်ထရိုဖစ်ကိုလိုချင်တဲ့အသင်းကမိုနာကို ဒါပေမဲ့မိုနာကိုကချယ်ဆီတင်းလိုချင်နေတဲ့ပေါင်25တန်းအဲ့လောက်ကိုမပေးနိုင်မိုနာကိုကမရအောင်ပတ်သက်မရှိဘူးဒါမှမဟုတ်သူကချန်ပီယံလိဝင်ဝင်ရတာအဲ့လိုပဲဘိုင်ယန်မြူးနစ်ကလည်းဒီပက်ထရိုဗစ်ကိုစိတ်ဝင်စားတယ်တပည့်ကအသက်အားဖြင့်လည်းပက်ထရိုဗစ်ဒီ26နှစ်သူဘောပလင်းတိုးတက်မတိုးတက်လို့ဆိုလို့လေကစားသမားအဲ့ဘောဘောပလင်းကိစ္စရောပဲလီယန်ရူဇင်ညာလက်အောက်မှာချိုးစားပြီးတော့ကစားတယ်အစင်းနေပြေးနေတယ်တအားကောင်းတယ်ထရဘောရောဘတ်ဝင်ဝင်တနေရာရအောင်လုပ်ပေးသွားတယ် အဲ့ဒီလီဂူဝမ်ရဲ့ save percentage အမြင့်ဆုံးကိုသမသူရဲ့ line လီဂူသမ chevrolet ရဲ့ပြီးတော့အခုလက်ရှိ champion league ရသွားပြီးလီဂူသမ donor room ရဲ့ donor room တိုင်မဖမ်းရအောင်ပြည်သစ် league မှာ true to တဲ့အရန်တာနေတော့အဲ့ဒီနှစ်ယောက်ကဖမ်းရတယ် petrovic ကသူတတိယထောင်တက်အဲ့ဂိုးမောင်သူတော့ပြန်ရောင်းမှာတဘောက petrovic ကိုသူတို့မကြိုက်တဲ့ပုံစံကဒီတစ်ခေါက်မှသာအကယ်၍ petrovic ကိုသူတို့အခွင့်အရေးမပေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဘာ ဘာနားလေလို့ရဆိုတာ personally ပါတယ် goalkeeping department နဲ့ personally ပါတယ်တဘောက petrovic နဲ့ goalkeeping department မှာဂျာမန်အဆင်ပြေဖြစ်တာလားနားမဟုတ်ပဲね enzo maris ကကိုယ်တိုင်ကမကြိုက်လို့လုံးဝမသုံးတာလားဆို robert sanchez ရောင်းလိုက်လုံလောက်တယ်လို့ကျွန်တော်ယူဆတယ်ပြီးရင်တော့သူတို့ goal မှာထပ်ဖြစ်ရင်ဖြေဖို့နောက်တစ်ခုက mike panthers ကိုသူတို့က chelsea တင်း peter check ကိုလုတ်ခဲ့တယ်လို့လုတ်ချင်တယ် Peter Cech ကအဲ့တုန်းကအရန်ကောင်းတယ်အရန်မောင်းလည်းမြင့်တယ်ပီတာချက်လိုဂူဒမာမျိုးသူတို့ရှာတယ်ဆယ်စီစကောင်းတဲ့ကတော်ပါတယ် ငငယ်လေးရလိုက်ရှာတဲ့ကော်တော်ကိုတွေ့တယ်ဒါပေမဲ့ကော်တော်ကစိတ်သက်ပိုင်းကမေးမထုတ်စရာကြီးရှိတော့ချယ်ဆီမှာသူမနေနိုင်ဘူးသူ့ရဲ့အက်သလက်တီကိုရဲ့မြို့ကပြိုင်ဘက်အချင်းချင်းကိုပြောင်းနေအစားသမားဆိုတော့ပြဿနာလဲအတင်းမှာအများကြီးလို့သွားတယ်ဟာဇက်တို့ကိစ္စတွေမှာအဲသူတို့ထင်တယ်လို့ဖြစ်မလားမန်တလတီကနေတယ်ချယ်ဆီမှာချယ်ဆီဆိုတာမျိုးမဟုတ်ဘူးဝူသမားကောင်းမှာဒါပေမဲ့လက်စွမ်းတော့ကောင်းမှာအချယ်ဆီအတင်းပေါ်တော့မကောင်းခဲ့ဘူးပေါ့ဆိုတော့အော်ပီတာချက်အောင်မြင်ခဲ့တဲ့ရန်နက်စ်တနည်းအားဖြင့်ဒီလီဂူဝမ်က လီဂူဝမ်မှာစတ်ဘော့ရှိနေတာတော့တပန်းအားတာတယ်မိုက်ပန်ဒါစ်ကိုသူတို့စတ်ဘော့ပို့နိုင်ပက်ထရိုဗစ်ကိုရောင်းပြီးတော့မိုက်ပန်ဒါစ်ကိုပို့စမ်းချက်လဲရောင်းအဲ့လိုပုံစံ all clear out ပေါ့နော်အားလုံးကိုရှင်းလိုက်တာမျိုးလည်းဖြစ်နိုင်တယ်အကုန်လုံးကိုရှင်းထုတ်ပလိုက်တယ်ဂိုးမအားလုံးရှင်းပြီးတော့အစ်စ်ပြန်ဖြေဒါပေမဲ့ဒါကအရင် risk များလို့ကျွန်တော်မြင်တယ်ပြီးတော့မလိုလဲမလိုအပ်ဘူးစမ်းချက်တယောက်ရောင်းအောင်လုံးလောက်ပြီအော်အတင်းမှာယော်ဂန်ဆန်ကတော့ဆက်ရှိနေမှာယော်ဂန်ဆန်အတွက်ယူရို35တန်သူတို့သုံးထားတယ် အဲ့ဘက်မှာယောဂန်ဆန်ကအတင်းရဲ့ backup goalkeeper ဖြစ်ဆက်ရှိနေပဲအကဲမရှိတော့ရင်တော့စဉ်းစားစရာပေါ့ယောဂန်ဆန်နဲ့ Mike Panjas နှစ်ယောက်ကိုသူတို့ဘယ်လိုကင်တွေ့မလဲလီယမ်ရိုစင်ညာဘသူကြိုက်လဲ Strabo တော့သူတို့တယောက်ပေးမှရမှာဘာဖြစ်လို့ဆိုတော့ Strabo ပုံစံအခုဟာ multi club model ဖြစ်ပြီးတော့သူ့ကို Chelsea တဲ့ပိုင်ရှင် Blue Go အုပ်စုက Chelsea ရဲ့အောက်မှာထားရတဲ့ပုံစံပဲသူက Chelsea ရဲ့နံပါတ်1ဗျာ Chelsea က multi club model မှာမဟုတ်သူကအရေးအကြီးဆုံးအောင်မြင်ဆုံးသူ့ target ထား စတ်ဘောကသူ့ရဲ့အောက်မှာထားဆိုစတ်ဘောရဲ့အောင်မြင်မှုကိုစားသုံးမှာချက်စီဆိုစတ်ဘောကဒီအားဒီမှာတော့ weak သွားနိုင်ဘာဖြစ်လို့လဲဆိုတော့စားမရှိတော့ဘူးသူ့ရဲ့ဂိုးသမားမရှိတော့ဘူးကွင်းထဲမှာ main andre santos မရှိတော့အဲ့တော့ andre santos နေရာကို matthias amugu ကိုပြန်ဖြည့်ပြီးအမူဘူးနဲ့ andre santos နဲ့တိုက်တာတခြားစီဖြစ် andre santos က box to box midfielder တော့ကွင်းလည်းအဖြစ်မဟုတ်ဘူးတော်လည်းထိုင်တာမဟုတ်ချယ်ဆီမှာခဏလာကစားတဲ့အချိန်မှာပဲပူချိုနိုလက်ထက်မှာ ဂိုင်ဆူရူနေရာမှာခဏကစားဝါသူကအဲ့ဒီနေရာမှာတချို့ကမှားနေတယ်ချို့ကပြောရရင်မှားနေတယ်ဗျဒီဒီကျွန်တော်တို့အန်ဒရီဆန်တိုစီရဲ့စတိုင်ကိုကျွန်တော်တို့ကမြင်ရမှာသူကရာမီရက်စ်လိုပုံစံမျိုးထက်ဟိုဘက်ဒီဘက်ဟိုဘက်ကွင်းနဲ့ဒီဘက်ကိုပြေးလွှားပြီးတော့ဂိုးသွင်းတဲ့ပုံစံမျိုးအဲ့ဒါကျွန်တော်တို့ strap ball ဖွဲတော့ရှောက်ကြည့်ရင်သိရတယ်ဂိုးလေးသွင်းကိုရမ်းများတာကို so ဒါအန်ဒရီဆန်တိုစီရဲ့အပိုင်းအဲ့တော့အန်ဒရီဆန်တိုစီကိုလက်လွတ်လိုက်ရတယ်အဲဂူမာပန်ဂျာစ်ကိုဂူမာကျွန်တော်တို့ Petrovic ကိုလည်းလက်လွှတ်ရတယ်ဆိုတော့ Strabo ကိုသူတို့ပြန်ဖြည့်ပေးဖို့လိုတယ်ဆိုတော့အခုသူတို့ Mike Magnan ကို AC Milan အသင်းထံကနေပြီးတော့ခေါ်မယ်ဆိုတဲ့တင်တက်လာတယ်အဲ့တော့ Mike Magnan ကသူတို့ရဲ့ဂိုးသမားတော့ဗျာ policy ဂိုးသမားတော့ policy ရတော့မရှိပါဘူးဒါ Chelsea တင်းရဲ့လက်ရှိဂိုးသမားတွေကြည့်လိုက်မယ်ဆိုသိရတယ် Robert Sanchez 29နှစ် Petrovic က26နှစ်ဆိုတော့နှစ်အောင်စလုံးက ဝူးသမားတွေကလွဲလို့ပေါ့နော်။ကျန်တဲ့နေရာတွေမှာသူကလူငယ်ဦးစားပေးတဲ့ Chelsea က Under 25 model ပေါ့။ Under 24လောက်သွားတယ် Chelsea ကတော့24အောက်များတယ်။အခုနောက်ပိုင်းကစားသမားတွေဆို22 20 28 28စကူတွေကလစ်သွားတာများတယ်။ပလုံသွားတာများတယ်။ဒါပြဝါရှင်တန်တို့အုပ်စုလစ်သွားပြီ။မနေ့က Chelsea official page ကအဲ့မှာသူတို့တင်ထားတဲ့အနာကစားသမားတွေရဲ့ခြေစွမ်းကြည့်လိုက်တာတဝက်လောက်ကစုပ်ပြတ်သက်ပြီးရစရာတော့မရှိဘူး။သူတို့ခေါ်ထားတဲ့ဒီ Jimmy J Morgan တို့ဘာလို့ဆိုရင် တွင်းကိုကနှစ်ပွဲတော့ပဲစားရတယ်ဟိုဘက်အတင်းမှာအင်္ဂလန်ဟိုတတိယအတန်းဂျီလင်ကန်တို့ဘာမှနှစ်ပွဲတော့ပဲဆော့ရဆိုတော့သူရဲ့လူငယ်အရန်ငယ်တဲ့ကစားသမားတွေခေါ်တဲ့ကိစ္စကဘယ်လောက်ကြီးမအောင်ဘူးအဲ့ဒီ22ဝင်းကျင်20ဝင်းကျင်ကစားသမားတွေကမဆိုးဘူးပြောရမယ်ပေါ့နော်မဆိုးဘူးဆိုတာကလည်းတကယ်တော့ကျွန်တော်အားမရပါဘူးအခုဆိုလို့ရှိရင်ဒါမန်စီးတီးရဲ့ကစားသမားတွေကြီးပဲလှိမ့်ခေါ်နေတာချင်းဒီကောင်တွေရဲ့စကောက်တင်က lazy စကောက်တင်ပေါ့ဝင်းစတန်လီတို့လော်ရန်စတီးဘတ်တို့က အလုံးမလုပ်ဘူးဗျာလုံးလည်းသုံးစားမရတဲ့ကောင်ဒီကောင်ဒီကောင်တွေမှာမိုနာကိုနဲ့ဘရိုက်တန်လောက်ပဲရှိချယ်ဆီမှာအခုဒုက္ခအပေးဆုံးအဲ့ကောင်နှစ်ကောင်ပဲအဲ့ဒီကောင်နှစ်ကောင်ကတက်ဆိုးကရှည်သွားပြီဘာလို့ဆိုမာရစ်ကာချန်ပီယံလိဝင်ဝင်ရအောင်လုပ်ပေးသွားတော့မှတက်ဆိုးရှည်သွားအဲ့တော့အခုလည်းသူတို့ခေါ်ဖို့လုပ်နေတဲ့ Gittens တို့ဒီအစီအစဉ်ရဲ့နောက်ပိုင်းမှာပြောပြောစရာရှိ James Trafford တို့အဲ့ဒါတွေအားလုံးကညီကိုတို့လည်းသိပြီးသား Man City အသင်းကအကယ်မီထွက်တာကောင်တယ်ဘောကရှာစရာဘလုံးလောက်ကောင်မှာအများကြီးပါ ဲ့အများကြီးတဲ့ကိုမရှာဘဲနဲ့ဒီလူတွေကိုပဲခေါ်နေတာဆိုတော့အဲ့ထဲမှာတော့ Mike Mignan ကရှာရှာပါပါ Steve Wall လည်းမဟုတ်ဘူးကျွန်တော်တို့ Winston Lee လည်းမဟုတ်ဘူး Josie Osu လည်းမဟုတ်ဘူး Pro Osu တယောက်မှမဟုတ်ဘဲနဲ့ Enzo Maresca ရှီကလာတဲ့ကိုသမား Enzo Maresca ရဲ့ recommend နဲ့သွားအတအရွယ်က29ဆိုမှာဂိုးသမားတယောက်ကမှမဲ့ရကျွန်တော်တို့ချန်ပီယံလိတော့ မန်ယူရှုံးတော့ရဆိုလို့ရှိရင်ဘန်ဒါဆာကြီးကအသက်တော်ကြီးနေပြီပန်နေဒီနဲ့ကျွန်တော်တို့ရှုံးသွားတဲ့ပွဲလေကျွန်တော်ထင်တယ်အဲ့တော့အသက်35တောင်ကျော်ပြီဝင်းမတယောက်က29ဆိုတာကတော်တော်လေးကောင်းတဲ့အသက်ပဲပေါ့နော်အဲ့29ကနေနောက်ထပ်6 9နဲ့ကောင်းကောင်းသူဖမ်းနိုင်မှာဝင်းမကလိုမလိုဘူးပြေးလွားရတယ်အဲ့လောက်မရှိဘူးပွဲပန်းစီကအကြောင်းလည်းမရှိဘူးအဲ့တော့မိုက်ညံမိုက်ညံကချယ်ဆီနဲ့ကံမဆက်တာပါတကယ်တော့လွန်ခဲ့တဲ့6နှစ်လောက်ခရဲကသူ့တရင်းနေကျွန်တော်တို့ကြားရတယ် AC Milan မတိုင်ခင်မှာ line လီမာလားမသိဘူးသူတို့ဖမ်းခဲ့သေးတယ်ဗျ အာဟုတ်တယ် line လေးမှာနော်အဲ့တော့ဒါ front line back gain တွေ့နေတဲ့အချိန်တော့သူ့ရဲ့ Victor Osimhen ဟာလည်းနှစ်ယောက်လုံးက line လေးမှာဘယ်လောက်ကြီးမကြော်ကြသေးဘူးနော် Sumari ဆိုတဲ့ကွင်းလင်စားသမားတစ်ယောက်ရှိသေးတယ်သူတို့၃ယောက်က Chelsea နဲ့အတန်ထွက်တယ်ထွက်ပြီးတော့မခေါ်ပြစ်လိုက်ဘူးပြီးတော့မှ AC Milan ရောက်သွား AC Milan ဒိုနာရူမာနေရာပြန်ဖြည့်တာပေါ့နော် AC Milan နဲ့ဂိုးသမားတွေရွေးချယ်ခေါ်ယူတဲ့နေရာမှာတကယ်တော်တဲ့အသင်းပါဒိုနာရူမာကအရင် quality ရှိရဲ့လက်ရှိ Champion League ရဲ့ Champion ဂိုးသမားဖြစ်သွားပြီး အဲ့ဒီပြိုင်ပွဲတစ်ချောင်းလုံးတားတားလက်ဆွမ်းပြခဲ့ဆိုတော့ဒိုနာရူမနေရာမှာမိုင်းငံကိုဖြည့်ခဲ့တယ်2021ဇူလိုင်လမှာဖြည့်ရတောက်လျှောက်165ပွဲအောင်ကစားထားတယ်အဲ့တော့အတွေ့အကြုံပိုင်းနေပါညာရီကဘာမှပြောပြောစရာမလိုပြင်သစ်မှာလေဒါပွဲ180လိုင်းဒီအသင်းနဲ့ကစားထားတယ်ဆိုတော့သူ့ရဲ့တက်တန်းတစ်ချောင်းမှာသူကပြင်သစ်နဲ့အီတလီမှာကစားဘူးတယ်အသင်းနှစ်သင်းမှာလည်းကစားဘူးတယ် PSG လူငယ်ကထွက်ခဲ့တာပေါ့နော်မိုင်းငံအရင်မောင်းလေ180ဆိုတော့တင့်တော်ရဲ့အရင်မောင်းဖြစ်တယ် သူကလှုပ်ရှားပုံနေရတယ်တိတ်မညံ့ပြီးတော့အဓိကအရင်တုန်းက Chelsea နဲ့သူနဲ့ကံမဆက်ခဲ့ရတဲ့ကိစ္စ market value ဒီ AC Milan နဲ့ Inter Milan တို့ကိုကျွန်တော်နားလဲသလောက်ဆိုလို့ရှိရင် Chelsea တင်းတောင်းရှိသူတွေတိတ်လုံးမလုံးချင်အီတလီကောင်တွေလုံးမလုံးချင်အလုံးမလုံးချင်တဲ့အကြောင်းကတည်ရတိုင်းပဲဈေးကမတရားယူတာအဲ့တော့ Mike ကကိစ္စကအဲ့ဒီသူတို့ဂျားတွေကဖြစ်နေတဲ့ပြဿနာရဲ့ရိုးဘောက်ကို Chelsea ကအတုံးချခြင်းတဲ့သဘောမျိုး မိုက်မန်ညာက AC Milan ရဲ့စာရုပ်တက်တန်းပိုးဖို့၃ချိန်ကြိုးစားတယ်၃ချိန်အဆင်မပြေဘူးလာစာညှိနှိုင်းတယ်အဆင်မပြေဘူးအဆင်မပြေတော့ထွက်ဖို့လုံနေအဲ့ဒီတရင်ကိုအီတလီကောင်တွေအတက်နိုင်ဆုံးအုပ်ထားတယ်အဲ့လိုအုပ်ထားတဲ့အချိန်မှာ Chelsea ကဒီဟာကိုသိပြီးတော့ဇာတ်မောင်ပို့စ်လုပ်တယ်မိုက်ညာကစာရုပ်တက်တန်းတစ်နှစ်ပဲကျန်တော့တယ်တစ်နှစ်ပဲကျန်တယ်ဆိုလို့ရှိရင်ကလပ်အသင်းက သူ့ free လက်လို့ရပုံများ2026မှာကုန်မှာဆိုတော့အကဲဒီနှစ်မှာသာ AC Milan ဟာစာရုပ်တတမချုံနိုင်ဘူးမတိုးနိုင်ဘူးဆို ACL လာမယ့်နှစ်မှာ free လက်လို့ကအဲ့တော့ Chelsea အသင်းအနေနဲ့ခေါ်ဖို့အလားအလာအကောင်းဆုံးပြီးတော့အခုနောက်ဆုံးတက်နေတဲ့သတင်းအရဆိုလို့ရှိရင်အဲ့ဒီ AC Milan ကိုယ်တော်မှ Mike Magnan ကိုယ်တိုင်က Chelsea အသင်းကိုပြောင်းနေတယ်ဒါက Champion League ဝင်ဝင်နေတဲ့ဆိုင် AC Milan က Champion League ဝင်ဝင်မရအောင်ဘာဥရောပဝင်ဝင်မမရအောင်ဒီနှစ်ပြီးသွားပြီဆိုတော့ Magnan နဲ့ Chelsea အပြောင်းအရွှေ့ဒီအင်မတန်မှဖြစ်နိုင်ကြီးရှိတယ် ီးတော့ဒီသတင်းဟာအီတလီမှာဆရာကြီးလို့ပြောပေမဲ့အီတလီသတင်းတော်များများမှာတိတ်လက်ဥမှုမရှိတဲ့ Fabrizio Romano ရဲ့တခတ်တဖန်ပြန်ပြီးတော့လက်ဥလာတဲ့သတင်းသူစီကပထမဆုံးလာသူစီကအီတလီအခြေစိုက်ဖြစ်ပြီးသူစီကပထမဆုံးလာတဲ့ Chelsea နဲ့ပတ်သက်တယ်ဆိုတော့ Mike Nyan ကို Chelsea ကတကယ်ချင်းကပ်နေတယ် AC Milan စိတ်ပြတ်နေတယ်လက်မလွတ်ချင်းအစားထိုးဖို့ကိုယ်တမလည်းသူတို့ရှာခဲ့တယ်တပိုင်းပေါ့အဲ့မှာကျွန်တော်ဖြည့်ပြောချင်တာ Roma အသင်းရဲ့ကိုယ်တမ Sevilla ကိစ္စပါ အဲ့ဒီရိုမာဂိုသမားစီဗီလာကဒီနှစ်မှာ Serie A ရဲ့အကောင်းဆုံးဂိုးမရသွားလာပြီ။သူပေးဂိုးအနည်းဆုံးထင်တယ်နော်ကျွန်တော်ထင်တာ။အဲ့ဒီစီဗီလာကလည်း less one တော့ပြ။ဟုတ်တော့ကျွန်တော် Chelsea နဲ့စီဗီလာကြားမှာဘာမှအတန်မထွက်သေးဘူး။ဟိုတနေ့ကညီငယ်တယောက်ကတော့ဇာဗီစီမန်စ်ရဲ့အကြောင်းကိုသူကျွန်တော်ပြောစီခြင်းတယ်။ကျွန်တော်လည်းတွေ့ပါတယ်။အဲ့ညီလေးကိုကျွန်တော်ကပြောပြမလို့ဒါပေမဲ့ဇာဗီစီမန်စ်နဲ့ပတ်သက်လို့လည်းဇာဗီစီမန်စ်က Chelsea ကစိတ်ဝင်စားမှမျိုးမဟုတ်ဘူးလို့ကျွန်တော်ယူဆတယ်ပေါ့။အဲ့အကြောင်းကျွန်တော်ထည့်မပြောသွားတာပါ။စီဗီလာကိစ္စကလည်းအဲ့လိုပဲ။အတန်လုံးဝမထွက်သေးဘူး။ထွက်တဲ့အတန်ကလည်း ဟိုတော်တော်လေးကိုကျွန်တော်ကောလာဟာလာဆန်တယ်လက်ရှိချိန်မှာမိုက်မိုင်ညာထိတ်ဆုံးရောက်သွားတယ်ဒါပေမဲ့အဲ့ဒီမှာမိုက်မိုင်ညာကိုဒုက္ခအကြီးကြီးပေးနိုင်တဲ့ကစားသမားတစ်ယောက်ကထွက်လာပြန် James Trafford ဟော Man City Academy ထွက် Joshi Maris ကလက်အောက်ကထွက်အသက်ငယ်အင်္ဂလိပ်လာစားလဲနေတယ်နော် သူတို့လိုချင်တဲ့ချစ်တဲ့ဒီအားလုံးကလည်းအသက်လည်းငယ်နေ22နှစ်နဲ့ James Trafford တိထားပါ Leicester City ကိုယ်တော် Matt Hamilton က quality မပြည့်ဘူးလို့ Maresca ကိုယူဆတဲ့ပုံမှာသူတပည့်ကိုသူပြန်မခေါ်ဘူးဒါပေမဲ့ James Trafford ရဲ့အချက်အလက်တွေတော်တော်ကောင်းတယ်ပြီးခဲ့တဲ့ League Championship မှာ Burnley အသင်းရဲ့ဆွမ်းဆောင်ရတစ်ချက်ဆောဆောပါသွားတွေ့ရတယ်ပေါ့ပေးကူ impact နည်း ဘန်လီယာတရားဒီလုံးမှာကျွန်တော်တို့ဂိုး20ပတ်ချလဲပဲဂိုးပေးခဲ့ရတယ်ကျွန်တော်တို့ချမ်လိချမ်ပီယံရှစ်ဆိုတာပွဲပေါင်းများစွာကစားရတာဗျာအသင်းတွေကလည်းအများကြီး24ပွဲလောက်ယူနှစ်ကြော့အဲကျွန်တော်24ဟောပေါ့ကျွန်တော်တို့22 48ပွဲကံရတာကြောက်စရာကြီးကံရတဲ့ပွဲကြီးတော့အဲ့လို48ပွဲကံပြီးတော့ပေးကိုအရေးအတွက်နဲရယ်ဆိုတော့စဉ်းစားစရာတခုရှိတာကအဲ့မှာစကော့ပတ်ကရဲ့ခံစစ်ဖြူပါပေါ့နော် ခန်းစစ်ကိုသူ့ဘက်ချမ်းရောက်တော့နဲ့ဝိုင်းဖွဲ့ပြီးရအောင်ဝိုင်းလူတဲ့စနစ်ကလည်းဒီ League Championship မှာအလုပ်ဖြစ်သွားတယ်။အော်ဘန်လီက League Championship ရဲ့တမိုင်းမှာမရှိခဲ့တဲ့ပေးကိုမဲ့စံချိန်မှတ်တမ်းလည်းများတယ်။ Clean sheet အများများတယ်။ပေးကိုလည်းမပေးရဘူး။အော်ဒီကိုယ်တော့ကျွန်တော်တို့အတိမတ်ပြုပါမယ်။သူဟာသူ Man City Academy ရဲ့ဒီကောင်နေစောက်ပြင်းကြီးပြီးတော့ Man City Academy ကခေါ်ရဲကောင်နေခေါ်ရရပါမဖြစ်ဘူး။အလုပ်ဖြစ်ပါမဖြစ်ဘူး။ကိုပါမှာအလုပ်ဖြစ်သွားတယ်။ လက်ခံတယ်တိုးစင် free ရတယ်ဗျာ full hand နေအလုပ်ဖြစ်တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်လက်ခံတယ်တဘောကဘယ်ရလဲခေါ်ခေါ်မင်းတို့အလုပ်ဖြစ်ရင်ရတယ်ငါတို့ကလက်ခံမိတာ central man city ထွက်သူတို့အဲ့ link နဲ့ခေါ်တယ်တရားဒီကစားရတယ်ငါးတန်းပေးလိုက်ရတယ်ဒါတော့သူလာစာကိစ္စအဆင်မပြေဘူးလာစာရေးတယ်မှာဘယ်ဘက်ကလုံတယ်လို့ကျွန်တော်တို့သွားပြောလို့မရအောင်နံပါတ်စလုံးက professional လीเชลซีကလည်းသူတို့ရဲ့ waste structure ထဲမှာဝင်အောင်လုပ်ပါပဲဆန်ချိုကလည်းသူလိုချင်တာတောင်းပါပဲအခုရှိတာကတော့ဒီချိန်မှာဆန်ချိုကရင်းနေချက်သေးဗျာမန်ယူပြန်လို့မရအောင်ပရိသတ်ကလည်းမုန်းနေပြီ ဆိုတော့ Chelsea ကတော့နည်းနည်းနင်းကောင်းနေနိုင်တယ်သူတို့ကလှုပ်တက်တာကိုအဲ့လိုမျိုးဘာလို့ဟိုဘက်မှာ3သိန်းလောက်ရနေပြီးတော့ဒီဘက်မှာ blind သိန်းဝယ်ပေးပေးမယ်ကွာဆိုတော့ကစားသမားဘယ်နေခြင်းလဲကျွန်တော်ကိုကိုကိုဘွားရဲကိုပြန်ပြီးတော့ဆန်းဆန်းစစ်ကြည့်ရပါပဲဘာလို့ကျွန်တော်တလောက်ကုမ္ပဏီတစ်ခုကလှုပ်လို့တဲ့12သိန်းလောက်ရတယ်နောက်ထပ်ကုမ္ပဏီတစ်ခုကကျွန်တော်ကိုလိုချင်တယ်ကျွန်တော်သူတို့မှာအစမ်းသွားလှုပ်ပေးတယ်သူတို့ကကျွန်တော် bonus ပေးကျွန်တော်ပျော်သွားတယ်ထပ်ပြီးလုပ်မယ်ဆိုတဲ့အချိန်မှာအဲ့ဒီကုမ္ပဏီကကျွန်တော်12သိန်းငွေကုမ္ပဏီရရလာစားမပေးတော့ဘဲနဲ့6သိန်းပဲပေးတယ်ဗျာကျွန်တော်ဘလို့ရက်တည်အဲဒါရှိတယ် အဲ့တော့ကျွန်တော်တို့ကစန်ချိုးလည်းအဖြစ်တင်လို့လည်းမရဘူး။အဲကိုယ့်ရဲ့ waist structure ကလည်းကိုယ့်ဟာကိုယ်ကဟုတ်နေတယ်။ကျွန်တော်တို့ရဲ့ structure မှာကကိုယ့်ပါမလို့ကစားမမျိုးတော့အရင်မရဘူး။သူတစ်ပတ်စလုံးအမှန်နေပြဿနာမရှိဘူး။စန်ချိုးတို့တော်လည်းပါမခံစားဘူး။အငားလာကစားကစားမလို့။ဟုတ်တယ်သူအထင်မှရှိချင်မှာအကောင်းဆုံးပေးဆက်ခဲ့တယ်။ဟုတ်ပြီးသွားပြီသူကန်တာကျွန်တော်တို့ပြီးသွားပြီ။ Gittens ကိုသူတို့ခေါ်ဖို့ရှိ။ Gittens ကလည်းအခု James Trafford လိုပဲအင်္ဂလန်မင်းကကျွန်တော် Gittens အကြောင်းကိုကျွန်တော်တို့ပြောခဲ့တယ်။အကောင်းဆုံးအတူတူပဲ။အသက်အကစား Trafford နဲ့နည်းနည်းငယ်။အဲ James Trafford က ောက်တစ်ခုကအင်္ဂလိပ်တွေစုတဲ့ကိစ္စအင်္ဂလိပ်တွေကိုမနေ့အဲအင်္ဂလိပ်တွေကိုစုရခြင်းအကြောင်းရင်းနဲ့ကျွန်တော်ပြောခဲ့တယ်အဲ့ဒါကဘိုင်းနင်းရှိမှတော့လကောက်ဘောလုံးဖွဲချုပ်ထံမှာတော့လကောက်ချယ်စီကမျက်နှာသာရကြတာချယ်စီတင်းတောင်းဝင်ရှိသူတွေတအားလေဗျရိုမန်အေဘရာမိုဗစ်ချ်နဲ့တော့ပိုလီရိုအုပ်စုနဲ့ရှင်းလို့မရအောင်အေဘရာမိုဗစ်ချ်ကအသင်းကိုချစ်ပြီးတော့ဝဲလာပွဲလိုက်အားပြီးတယ်သူချစ်တာအသင်းကိုအသင်းရှုံးရင်သူရေလေစိတ်တွေကြိုက်တာ ူရေရှည်အတွက်သွားရဆိုမဲ့လုံတင်လို့တာတွေလုတ်ခဲ့တယ်ချန်ပီယံဖြစ်သွားလို့ရှိရင်လည်းအသင်းကိုဘယ်လိုပဲဘယ်လိုပဲပန်ပိုးမယ်ဆိုတော့သူ့မဲ့သူ့မှာ strategy ရှိတယ်တကယ်တည်းသူ့လက်ထက်မှာကျွန်တော်တို့ကချန်ပီယံလိနှစ်ကြိမ်ရအထိအောင်မြင်ခဲ့အသင်းကိုအရန်ချစ်ဒီ American တွေကကြတော့အသင်းကိုချစ်တဲ့အပိုင်းကအများကြီးမလာသေးဘူးဒါပေမဲ့သူတို့လည်းတက်လို့တက်လာတယ်ပေါ့ဗျာတော့ဘူလီဆိုတဲ့အရင်တခြားပိုင်ရှင်တွေတော့မတူပါဘူးတခြား American အသင်းပိုင်ရှင်တွေဆိုလို့ရှိရင်ကွင်းထဲလာကြည့်တာတော့သိမ့်မရှိဘူးအရန်အောင်မဲခန္ဓာမျိုးလည်းမရှိဘူးသူတို့ရောကွင်းထဲဆင်းပြီးတော့တခြားပိုင်ရှင်တွေနဲ့ရှင်တော့မဆိုးဘူး မူဗစ်ကိုတော့မမှီသေးဘူးသို့တော့နောက်ပိုင်းမှာသူတို့ကမူဗစ်ကိုမှီလာနိုင်တယ်အခုလောက်တဲ့ဟာတော့သူတို့ရဲ့စီမံကိန်းတိုင်းသူတို့ကသွားတာသူတို့ရင်းနှီးမြှုပ်နှံမှုသူတို့ကရေရှည်မှာအကျိုးခံစားခွင့်ကိုပြန်လိုလာတယ်ဒီ Chelsea ရဲ့ပြဿနာပေါ်များဆိုတော့သူတို့ရှင်းနိုင်ငယ်ဒါလည်းချီးကျူးရမှာပါကျွန်တော်တို့ပြဿနာကြီးအများကြီးရှိတယ်အဲ့ဒါတွေကိုသူတို့ချီးကျူးဟိုကျွန်တော်တို့ရှင်းထုတ်နိုင်ငယ်တယ်ချီးကျူးရမှာပါလဲဆိုတော့သူတို့လှုပ်ချင်တဲ့သူတို့တည်ကျင်တဲ့ပုံစံသူတို့အဲ့ အင်္ဂလိပ်ဘောလုံးလောကမှာသူတို့လုပ်ချင်တဲ့ပုံစံအင်္ဂလန်ကစားသမားတွေအားလုံး base တယ်အင်္ဂလိပ်မသိလို့ရှိရင်ဗျာလုံးဝအင်္ဂလိပ်ငယ်မွေးချန်ပေါက်ဆရာကြီးတွေအားလုံးထားထားပြီးတော့ quality english player တွေအားလုံးစုစုပြီးတော့သူ Chelsea Chelsea ဆိုပြီးမြန်မာနဲ့အားလုံးကမသိလို့ရှိရင်ဒီအင်္ဂလန်ကိုကိုစားပြီးတော့ပုံစံမျိုးဖြစ်နေရယူရိုစဉ်းစားကြည့်ဒီအထောင်တိုင်းဆက်မှာဦး Leon Delap Bernard Gidens အင်္ဂလိပ်အလဲမှာ Morgan Rodriguez ဆရာရောက်လာ Morgan Rodriguez နဲ့ကိုပါမနဲ့ညမနော်နီမာတူကြီးလိုင်းအားလုံးအင်္ဂလိပ်ဖြစ်နေပြီ နောက်မှ Levi Cooper တို့ထည့်မတွေ့ရသေးဘူး Charles Barkley ထည့်မတွေ့ရသေးဘူးအရှိ front line 5က English ဖြစ်နေပြီအကဲ Morgan Rogers ရောက်ခဲ့တယ်ဆိုရင်ပြောပြတာပါ Morgan Rogers ဆို3တားတော့ကျွန်တော်ထင်တော့ Chelsea ကအကဲ striker တယောက်ထပ်မဝယ်ဖြစ်ဘူးဒါပေမဲ့ဝယ်ဖို့များပါတယ် EKTK ကိုသူတို့ဝယ်ဖို့များတယ် EKTK ရဲ့86တန်း84တန်းဟိုတာမလျှော့ပင်တော့မျိုးတမီနောက်တစ်ယောက်ပြောင်းသွားနိုင်တယ်ဗစ်တာယိုကရက်စ်လည်းသူ့ရဲ့စဝိုင်းထဲမှာရှိနေသူမယိုကရက်စ်ကိုသူက တိတ်မလိုက်ချင်သေးတာ EGTG ကသူ့ရဲ့ဦးစားပေးအဲ Yogres တရင်ရနောက်ပိုင်းမှာကျွန်တော်ဆက်လိုက်ပြီးစောင့်ကြည့်ရအောင်ဆိုတော့အဲ့သူ့လုတ်ချင်တဲ့ပုံစံကအင်္ဂလိပ်ဘောလုံးဖွဲ့ချုပ်ကိုဟာလားဒိုင်လူကြီးတွေပါမနေ့ကပေးခံချင်ရတဲ့ပုံစံမျိုးဖြစ်အောင်သူ့ကလုတ်ချင်အခု controversial issue တွေမှာ Chelsea အသင်းကအနိုင်ကျင့်မခံရတော့အဲအဲ့လိုမျိုးပြီးတော့သူတို့က Tottenham ဆိုလို့ရှိရင်ခဏခဏပြောတယ်ဒီຢာဒီကုံသွားတဲ့အခါမှာ နေရာဒီကျွန်တော်တို့ဒီဒါဒီကျိုးစင်စံဘွက်ကာလာတွေကိုအမေရိကန်မှာလောက်လို့လို့မျိုးပရီးမီးယားလီအသင်းတွေကလည်းဟလာလောက်ဖို့ပြောရမယ်ဆိုလို့ရှိရင်ပရီးမီးယားလီအတွက်ငွေကြေးအကျိုးဖြစ်ထွန်းမှုကိစ္စတွေကိုပါသူကအကြံပြုတာတွေရှိအဲ့ဒါကောင်းပါအဲ့ဒါဘာကောင်းလဲဆိုတော့ Chelsea အသင်းပေါ်လာနိုင်တဲ့ဟလာကျွန်တော်တို့မတရားအနိုင်ကျင့်မှုတွေ bias ပါတဲ့ဗလိုက်မှုပါတဲ့ဆုံးဖြတ်ချက်တွေမလာတော့ထိတ်ထားမလားမသိဘူး Nottingham Forest နဲ့ဘွဲမှာ Anthony Taylor လို့ဘိုင်က အငင်းပေါ်ပဲဆုံးမချက်မလုပ်သွားဘူးထေချာကင်တွေသွားတယ်အရင်ပွဲတွေကဆိုလို့ရှိရင် Chelsea အသင်းပေါ်မှာပရောပြဿနာတက်တယ် Chelsea ပြိတဲ့တဲ့ screen ကမတက်ဘူးဆိုတော့ကျွန်တော် James Trafford ဘက်ပြန်ဆက်ရအောင်တိုက်တော့ညင်းစရာမရှိတော့ဂိုးသမားမျိုးပါတော့ဆော့ဖမ်းနေရတယ်တော့ဆော့ဖမ်းနေရတယ်အသက်20နှစ်နဲ့မလိုက်အောင်ပွဲတွေအများကြီးဖမ်းရတယ်ပြီးတော့သူလူချင်းနဲ့ Super Keeper တိုက်ပဲသူလူချင်းသူလိုပဲ Ball playing ရှိတယ်တခုထူးချွန်တာက လိုလာမလဲတော့မသိဘူးပေါ့နော်။သူပန်လီမှာကစားခဲ့တဲ့အနေထားထဲမှာသူ့ရဲ့ error leading to goal က2ပဲရှိတယ်။နှစ်ချိန်ပဲရှိတယ်။83ပွဲမှာနှစ်ချိန်ပဲရှိတယ်။သူ့အမှားကနေ goal ပေးရတာနှစ်ချိန်ရှိတယ်။အဲ့ဒီအဟာကရှင်းလိုက်မယ်ဆိုလို့ရှိရင်စမ်းချက်နဲ့အဟာကြီးဖြစ်။ဒါကျွန်တော်တို့ Trafford နဲ့ပတ်သက်တဲ့အကြောင်းမှာ Man City Academy တောက်လျှောက်ကျွန်တော်တို့ youth career မှာတောက်လျှောက်ဖမ်းခဲ့တယ်။ U18, U19, U23 academy နော်ပြီးတော့ Man City အသင်းကြီးတောက်လျှောက်ပင်အဲ့ရနေအငားထွက်တယ်အင်္ဂလန်အောက်တန်းနေမှာပဲအငားထွက်တယ် City မှာတော့လုံးဝနေရမရအောင်ဘန်လီကြမှာညင်သွားတယ်နော်တော့အောက်တက်ခြေသွားပြီခြေသွားပြီလို့ပြောလို့ရပြောလို့ရတယ် Premier League ကို promotion ပြန်ဖြစ်လာတာလေအောက်တက်ခြေသွားပြီ Scott Parker လက်အောက်မှာလည်းကစားခဲ့ရဆိုထက်တက်လာမဲ့အနေအထားမျိုးတွေကျွန်တော်တို့မြင်ရတယ် Goalkeeping Department ကောင်တွေသူ့ကိုကြင့်မေးုံပဲပေါ့နော် James Trafford Mike Magnier Mike Magnier ကတော့လက်ရှိအတွက်အဆင်ပြေသွားမယ် Champions League ဝင်းဝင်းအတွက် အတော်လေးအားရစရာကောင်းသွားမယ်ချန်ပီယံလိလိုအဆင့်တန်းမျိုးမှာသူ့ရဲ့အတွေ့အကြုံတွေကအတင်းအတွက်အများကြီးအကျိုးရှိမယ်ဈေးလည်းမများတော့ market value ကအခုတော့မှ euro 35တန်းပြားဟာလာကျွန်တော်ပေါင်28တန်းလောက်နဲ့ရအောင်တော့တန်းနဲ့အပြောင်းရွှေ့ပဲဟောက်၄၅နဲ့၃ရတယ် chain profit ကအခုနောက်လိုပဲ market value ကတိတ်မရှိဘူးပေါင်35တန်းဝင်းချင်းလောက်နဲ့ရသွားနိုင်တယ်ဆိုတော့နှစ်ယောက်စလုံးက chelsea အတင်းအတွက်အကျိုးရှိတဲ့ဝူးသမားတွေဖြစ်လိမ့်မယ်ဟုတ်လားမြို့ကို1400 ုံအောင်ပါလားဒီနေ့တော့လည်းနားရနေပြီဆိုတော့အဓိကနားရတဲ့တခြားကြောင့်မဟုတ်ပါဘူးကျွန်တော်တို့ live ကထပ်တက်လာရမယ်နေထားရရှိတယ်နောက်ရက်တွေကြလို့ရှိရင်ကျွန်တော်တို့က10နိုင်10နိုင်ခွဲမဟုတ်တော့ဘဲနဲ့ပဒင်းထွင်ထူးတို့ကျွန်တော်တက်လာအခါကြီးညီကိုတို့မချိမနဲ့ကျွန်တော်တက်လာတာမျိုးလည်းဖြစ်နိုင်မချိတော့ဘူးအုံးနဲ့ကျွန်တော်တက်လာတာမျိုးနိုဒီလေးကိုအုံးမိတာပါမနေ့ပြန်မှာပုံမှန်အတိုင်းဆိုလို့ရှိရင်တော့ပြောစရာကြီးအများကြီးပဲအဲ့ဒီမှာကျွန်တော်အီတလီသင်းရဲ့နောက်ခံလူပါစတိုနီရဲ့အကြောင်းကိုနောက်ပြန်ပြောဖို့ရှိတယ် မင်းကပြောမလို့ပြောပြီးတော့ဂရိပေးပြီးတော့မပြောပြတဲ့ကိစ္စတွေလည်းရှိတယ်မပြောပြဘူးဆိုတာဒီဂိုးသမားတရင်ကအက်ဒိတ်ဖြစ်လာတာ ਉਹ အဲ့ဒါကြောင့်မလို့မပြောပြလိုက်ဘူးအဲ့ဒါတော့ Jackson ရဲ့အနာဂတ်ဘယ်လိုပြောမယ်အကြောင်းအရာကြီး Jackson ရဲ့အနာဂတ်ဘာဖြစ်မလဲ Italy Inter Milan နဲ့နောက်ခံလို့ Barcelona နဲ့ Chelsea တင်းရဲ့ချိန်ဆက်မှုတွေအကြောင်းရင်ပြီးလို့ရှိရင်တော့နောက်ထပ်တစ်ယောက်အကြောင်းလည်းကျွန်တော်ပြောဖို့ရှိတယ်အဲ့တစ်ယောက်ကတော့တိတ်မသေးကြသေးလို့ခဏဒီနေ့ညအောင်စောင့်ကြည့်လိုက်ပါအောင်ပါဟုတ်ကဲ့ပါညီကိုဒီနေ့ရဲ့ live ကိုဘယ်လောက်နဲ့ပြလိုက်ပါရဲ့နောက်ထပ်ကြညီကိုကိုကြိုက်တယ် ဘတ်စတိုနီနဲ့ချယ်ဆီတင်ဘယ်လိုချိတ်ဆက်နေတာလဲချိတ်ဆက်မှုတွေရှိနေပြီလားချယ်ဆီတင်ကအမှန်တကယ်ပဲဘတ်စတိုနီကိုလိုချင်နေပြီလားသူ့အတွက်သုံးသုံးမဲ့ပြောင်းချိန်ကြီးကတော့အသင့်ဖြစ်ပြီလားဆိုတဲ့အကြောင်းတွေကိုဆွေးနွေးတော့မှာဖြစ်ပါတယ်ခင်ဗျအားလုံးနှုတ်ဆက်လိုက်ပါတယ်ညီကိုအားလုံးအစီအပါ